စကိုင်းတိုင်းမုံရွာနဲ့ဗုဒ္ဓလင်နယ်တဲ့စေအောင်စုကရွာစင်းလက်စကြောင်းထိုးအကျန်းဖက်နေတာရက်20နီးပါးရှိလာပြီးတော့ဒဇာကန်ဖန်းစည်းခံရသူတွေပြန်မလွတ်သေးသလိုပြည်သူတွေလည်းထွက်ပြေးနေရဆဲဖြစ်တယ်လို့ဒေသခံတွေကအမှတ်ပြုကိုပြောပါရယ်မေလာ28ရက်ကလေးကမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတွေကထွက်လာတဲ့စေအောင်စုဟာနာမခပက်လက်မှာရှိတဲ့မုံရွာနဲ့ဗုဒ္ဓလင်နယ်ကခြေရွာတွေကိုစစ်ကြောင်းထိုးကဖောက်ထွင်းလို့ရဲ့အကျန်းဖက်နေရပါအဲ့ဒီလိုအကျန်းဖက်နေတဲ့စေအောင်စုဟာ မေလ31ရက်မှာမုံရွာမြို့နယ်ပလင်ကုန်းရွာကဖုံးတော်ကြီးတစ်ပါးနဲ့ဒေသခံအမျိုးသားတဦးတို့ကိုတစားကန်လူသားတိုင်းကဖြစ်ဖမ်းဆီးခဲ့ပါတယ်။ဇွန်လ17ရက်မနေ့ကဒီအဲ့ဒီဆိုးဆူဟာနာမခရဲ့အနောက်မြောက်ဘက်မြောက်ဖက်နဲ့အရှေ့တောင်ဘက်မှာရှိတဲ့မုံရွာနယ်ပလင်ကုန်းနဲ့မင်းတဲကြီးရွာဘုဒ္ဓလင်နယ်ဖန်ခါချင်းကြီးရွာတွေကိုဆက်လက်စစ်ကြောင်းထိုးအကြမ်းဖက်နေစေလို့ဒေသခံတွေကအမှတ်ပီကိုပြောပါတယ်။ စိုးစုတွေကကျေးရွာတွေထဲမှာတက်ဆွဲတာမျိုးမလုပ်တော့ဘဲရွာစင်လက်ကစစ်ကြောင်းထိုးနေတာဖြစ်တယ်ဆိုရနဲ့ပလဲနဲ့တိုက်ပွဲကိုအင်အားသွားပြေးတာဖြစ်နိုင်တယ်လို့ဒေသခံပြည်သူ့ကာကွယ်အဖွဲ့ပကဖအဖွဲ့ဝင်တူကအမတ်ပီကိုပြောပါရတယ်။နာမခကိုတော်လန်ရေးတပ်တွေကမလ25ရက်မှာရှော့တိုက်တုံးနဲ့ပြက်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်စိုးစုကအခုလိုရက်20နီးပါးကြာစစ်ကြောင်းထိုးအကြမ်းဖက်နေတာဖြစ်ပြီးတော့နာမခအတွက်ကာကင်းဖြစ်တဲ့စစ်ကြောင်းထိုးလှည့်လည်နေတာလို့ဆိုပါရတယ်။